ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသောမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးသတင်းအနေဖြင့် FSCC CRYH ရန်ကုန်ဖက်ဒရယ်ယူနစ်၏ဂျာကာလာစီမံမှုချမ်းရေးဆွဲရေးကော်မရှင်တို့တွေ့ဆုံတဲ့သတင်းကိုတင်ပြပေးပါမယ်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC ရန်ကုန်လွှတ်တော်ကိုစားပြုကော်မတီ CRYH နှင့်ရန်ကုန်ဖက်ဒရယ်ယူနစ်၏ဂျာကာလာအစီမံမှုချမ်းရေးဆွဲရေးကော်မရှင်တို့တွေ့ဆုံဆွေးနွေးပွဲကိုစက်တင်ဘာလ25ရက်နေ့ညနေ6နာရီတွင်ဗီဒီယိုကွန်ဖရင့်မီတင်ဖြင့်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်တွေ့ဆုံပွဲသို့မြို့သားညညွေးအစိုးရနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင် ပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဥလွင်ကိုလက်ဖက်ဒရယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာလျံမုံစာကောင်းနှင့် FSCC အဖွဲ့ဝင်များရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဦးတင့်လွင်နှင့် ရန်ကုန်ထွတ်တော်ကုစားပြုကော်မတီ CRYH အဖွဲ့ဝင်များရန်ကုန်ဖက်ဒရယ်ယူနစ်၏ဂျာကာလာအစီမံမှုချမ်းရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌဦးမင်းမင်းအတွင်းရေးမှုအဖွဲ့နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံပွဲတွင်ပြည်ထောင်စုအစိုးရနှင့်ပြည်내ဖက်ဒရယ်ယူနစ်များအကြားညှိနှိုင်းပေါင်းဆက်လုပ်ကိုင်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီးအပြန်အလှန်မေးမြန်းဆွေးနွေးခြင်းအကြံပြုခြင်းများဆောင်ရွက်ခဲ့ကြကာရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းသဘောတူညီခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ုတိယသတင်းအနေဖြင့်ကမ်းဘလူးမြို့နယ်မှာအမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာအသိပညာပေးမှု NUG ပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒေသကြီးကမ်းဘလူးမြို့နယ်မှာရှိတဲ့ဒေသခံတွေအတွက်အမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာအသိပညာပေးမှုကိုစက်တင်ဘာလထဲမှာပြုလုပ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှသတင်းထုတ်ပြန်ပါတယ်။အဆိုပါတင်နန်းကိုမြို့သားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမြို့နယ်လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတိုက်နယ်လူစာနာတာဝန်ခံကျေးရွာပအဖတာဝန်ခံအဖွဲ့ဝင်တွေနဲ့အတူ ခြေရွာရှိဆရာဆရာမများပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီးဒေသခံအမျိုးသားအမျိုးသမီး15ဦးတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါတင်နန်းတွင်အမျိုးသမီးတဦးကခြေလက်တော်ရွာတွေမှာအမျိုးသမီးတွေရဲ့ဘဝဟာတောတောင်တွေထဲမှာလုံခြုံမှုကင်းမဲ့နေတာကြောင့်လိမ်မိုင်းဆိုင်ရာထိပါစော်ကားမှုတွေခံစားနေရကြောင်းအဲ့ဒီလိုတွေ့ကြုံခံစားရချိန်မှာလူမှုဝန်ကျင်ကအထင်သေးတဲ့အမြင်တွေကိုခံစားနေရတာကြောင့်ထုတ်ဖော်ပြောဆိုဖို့ခက်ခဲကြောင်းရင်းဖွင့်ပြောကြားခဲ့ပါတယ်။ ထို့အပြင်ကျေးရွာအတွင်းမှဆီယမတဦးကလည်းကျမ်းမာရေးဌာနတွေမှာအမျိုးသမီးပါဝင်မှုအားကောင်းတယ်လဲအမျိုးသားပါဝင်မှုနည်းနေခြင်းပညာရေးမှာအမျိုးသမီးပါဝင်မှုများတယ်လဲအမျိုးသားပါဝင်မှုနည်းပါးနေခြင်းစတဲ့လုပ်ငန်းခွင်တွေမှာအမျိုးသားအမျိုးသမီးပါဝင်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်အခုလိုအသိပညာပေးဆွေးနွေးမှုတွေပြုလုပ်ပေးခြင်းဟာ ဒေသခံပြည်သူတွေမြေပြင်မှာတွေ့ကြုံနေရတဲ့အခြေအနေတွေကိုထုတ်ဖော်နိုင်ခြင်းနဲ့အသိပညာတိုးမြှင့်မှုတွေအတွက်အထောက်အကူပြုနိုင်ကြောင်းကိုလည်းတွေ့ရှိရပြီးဝန်ကြီးဌာနအနေနဲ့အခုလိုမြေပြင်မှာအသိပညာပေးလုပ်ငန်းတွေကိုစဉ်ဆက်မပြတ်လှုပ်ဆောင်ရရရှိတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီကုခိုင်မြို့တွင် PSLF TNL မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရက်ကွက်နှင့်အုပ်စုအုပ်ချုပ်ရေးမှူးများတွေ့ဆုံဆွေးနွေးပွဲပြုလုပ်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ် တအောင်ပြည်တပ်မခွန်နှင့်မြေကုတ်ခိုင်မြို့တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှဦးဆောင်ပြီးရက်ကွက်နှင့်အုပ်စုအုပ်ချုပ်ရေးမှူးများတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း PSLF TNL မှသတင်းထုတ်ပြန်ပါသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲကိုစက်တင်ဘာလ23ရက်နေ့နနက်9:00အချိန်တွင်စတင်ပြုလုပ်ခဲ့ပြီးကျေးရွာအုပ်စုစည်းရေးများထားရှိရန် လူခွင့်ချိုးဖောက်မှုနှင့်ပတ်သက်ပြီးရှိပါကတိုင်ကြားပေးရန်နှင့်မြို့နှင့်ကျေးရွာအတွင်တန်ရှင်းသားယာယီလုပ်ငန်းများစသည်တို့ကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့နောက်ဆွေးနွေးပွဲကိုတက်ရောက်လာကြသည့်ရက်ကွက်နှင့်အုပ်စုအုပ်ချုပ်ရေးမှူးများမ ၎င်းတို့တွေ့ကြုံရင်ဆိုင်နေရသည့်အခက်အခဲများကိုလည်းပြန်လည်တင်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါတွေ့ဆုံပွဲကိုကုခိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဌာနမှတာဝန်ရှိသူများနဲ့သက်ဆိုင်ရာရက်ကွက်နှင့်အုပ်စုအုပ်ချုပ်ရေးမှူးများအပါအဝင်စုစုပေါင်းလူဦးရေ20ဦးတက်ရောက်ခဲ့တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမောင်တော်နှင့်ဘူဒီတော်မြို့နယ်များတွင်လူသားချင်းစာနာမှုအကူအညီများ AAPF တဲ့သတင်းကိုတင်ပြပေးပါမယ်။၂025ခုနှစ်ဇူလိုင်လမှဩဂုတ်လအထိမောင်တော်နှင့်ဘူဒီတော်မြို့နယ်များရှိရက်ကွက်နှင့်ကျေးရွာဆယ်ကူးမှအကူအညီလိုအပ်လျက်ရှိသည့်မွ슬င်အိမ်တော်စု989စုလူဦးရေ9004ဦးအတွက်စာနာရိတ်ခါမိုးအကာနှင့်တခြားလိုအပ်သည့်အကူအညီများကို HDCO မြို့နယ်ရုံးတာဝန်ရှိသူများကအလူရှင်များမိဖက်ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ကူညီထောက်ပံ့ပေးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။အဆိုပါအိမ်တော်စုများအတွက်ဆန်429အိမ် ်တာပေါ်လင်း248ချက်ငွေသား68သိန်း8000ချက်ကိုဝန်ဆောင်အားစေး209ကတ်နှင့်မျိုးစဘာ20အိတ်တို့ကိုထောက်ပံ့ကူညီခဲ့တယ်လို့သိရပါတယ်လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO အနေဖြင့်လိုအပ်ချက်မြင့်မားပြီးအကူအညီအထောက်ပံ့ရရှိမှုနည်းပါးသည့်မြို့နယ်များအကူအညီမရသေးသည့်စစ်ပေးရှောင်ပြည်သူများအပါအဝင်ဒေသခံပြည်သူများကိုအရေးပေါ်အကူအညီပေးအပ်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်မိုးသီးထန်စွာရွာသွန်းခဲ့မှုကြောင့်မြေပြိုခဲ့တဲ့စောကျောက်ထုလမ်းပိုင်းအားအများပြည်သူများမှဝိုင်းဝန်းပြုပြင်တဲ့သတင်းကိုတင်ပြပေးပါမယ်။စက်တင်ဘာလ25ရက်နေ့ညနေကမိုးသီးထန်စွာရွာသွန်းခဲ့မှုကြောင့်ရေတိုက်စားမြေပြိုမှုဖြစ်ခဲ့တဲ့စောကျောက်ထုလမ်းပိုင်းအားအများပြည်သူများမှဝိုင်းဝန်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်းရောအလင်းနှမ်းမှအသိပေးထားပါတယ်။စက်တင်ဘာလ26ရက်နေ့ညနေပိုင်းအချိန်တွင်ကားအငယ်များ အချိန်အကန့်အသတ်ဖြင့်ဖြတ်တန်းသွားလာလို့ရပြီလို့သိရပါတယ်။မြေပြိုခြင်းတွေထပ်မံဖြစ်ပေါ်နိုင်တာကြောင့်လမ်းပြိုပြင်းခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်းအချိန်အကန့်အသတ်ဖြင့်သာဆိုင်ကယ်များကားလေးများကိုဖြတ်တန်းခွင့်ပြုမှာဖြစ်တယ်လို့ဆိုထားပါတယ်။လက်ရှိအနေအထားအရကားကြီးများဖြတ်တန်းသွားလာခြင်းကို ခွင့်မပြုသေးပါကြောင်းအသိပေးထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Kashel ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။